ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဖရာသခင်哦တမီလေးတယောက်ဘာလို့မပေးတာလဲလို့အမြဲပြောခဲ့တာအခုတော့ကြည့်ပါဦးချွေးမလေးတယောက်ကနေတမီလေးတယောက်ရလာပြီတမီးကချွေးမဆိုပေမဲ့အမေကိုအမေလိုပဲသဘောထားပါနော်ဟုတ်ကဲ့ပါအမေ မီးတို့နှစ်ယောက်ရခမနဲ့ချွေးမလိုမနေပဲအမေနဲ့သမီးလိုနေကြရအောင်နော်ချွေးမလည်းကြည့်ပါဦးဒါသမီးရဲ့ရခမအိမ်လေးထပ်တိုက်ခြင်းနော်ဒီအိမ်ကြီးချင်းတွေထဲမှာဘသူမှလေးထပ်တိုက်မရှိဘူးအခုဒီအိမ်ကြီးတစ်ခုလုံးသမီးပိုင်ပြီသမီးတီမမိဖုရားတပားလိုအုပ်ဆိုးပါအမေကျမလည်းတနေ့ကျရင်အိမ်ကြီးပြီးအထက်မြများရှိတဲ့အိမ်ပိုင်ရမယ်လို့အိမ်မက်မှတ်ခဲ့ဘူးတာဒီအိမ်ကတကယ်လှတာပဲမတင်ရေကုံယူပါရင်နော်ရှင်ရဲ့ချွေးမလေးလည်းရောက်လာပြီပေါ့ ရှင့်ကိုလည်းကုံယူပါရဲ့နော် ရှင့်ရဲ့ချွေးမလေးလည်းရောက်လာပြီဒါနဲ့ရှင့်ကိုတခုပြောအောင်မယ်နော်ဒီတထက်တိုက်လေးမှာနှစ်ပေါင်းများစွာနေခဲ့ရတာအခုရှင့်ချွေးမကိုလည်းဒီတထက်တိုက်လေးထဲခေါ်လာရပြီကျမကိုကြည့်ပါဦးအစတော့ကကျမတို့လည်းတထက်တိုက်ပဲရှိတာဒါပေမဲ့ကျမသာတဖြည်းဖြည်းလေးထက်တိုက်ဖြစ်အောင်ဘယ်လိုလုပ်ခဲ့လဲဆိုတာကြည့်ပါဦးကံမှာပဲမတင်ရဲ့လူတယောက်ကသူ့အတွက်ကံပါလာတဲ့အချိန်ပဲရတာလေကံမဟုတ်ဘူးပတ်စံရှိတာမရှိတာအရေးကြီးတာပါ ရှင်လဲကျမတို့လိုပတ်စံရှင်လေးထက်တိုက်ရှိမှာပဲဒီနေ့အထီတောင် မတင်ရမယူကို သူ့ရဲ့လေးထက်တိုက်နဲ့ပတ်သက်ပြီးလှောင်ပြောင်နေခဲ့တာအခုတော့သူ့ချွေးမှလည်းရောက်လာပြီမယူကအရင်တနာဆရာကောင်းနဲ့ရက်ွက်တစ်ခုလုံးမှာသူ့တို့အိမ်တစ်ခုပဲတထက်တိုက်ဖြစ်နေတာတနာဆရာကောင်းနဲ့မိမကြီးကနေပေါင်းများစွာ တထက်တိုက်မှာနေခဲ့ရပြီအခုသူ့ချွေးမှလေးကိုလည်းဒီအိမ်ထဲကိုခေါ်လာရပြီဘာဆက်ဖြစ်မလဲဆိုတာကြီးကြသေးတာပေါ့ ဒေါ်ယူကသူ့တနားစီရကောင်းတဲ့ချွေးမလေးကိုသူ့တထက်တိုက်လေးစီခေါ်လာခဲ့ပါတယ်။ဒီတော့တွင်ဒေါ်တင်ကသူ့ချမ်းသာတဲ့ချွေးမကိုလူရီရွှေမှာကြွားပါပြီးသူ့လေးတက်တိုက်စီကိုခေါ်လာခဲ့ပါတယ်။ဒီလိုနဲ့တရက်နှစ်ရက်ကုံဆုံးသွားပါတော့တယ်။အထက်များတဲ့အိမ်ရှိတာလဲသူ့ရဲ့စိုးကျိုးတွေရှိတယ်။ပထမထက်မှလေနည်းနည်းလေးတော့မရဘူး။ဒါပေမဲ့တတိယထက်မှတော့လေအားအေးပြီးအရန်လက်ဆက်တယ်။ယရီကသူ့လေးတက်တိုက်ရောက်ခမအင်းရဲ့တတိယတက်လာသားဆောင်မှာရှက်ပြီးလီအီးကိုခန်းစားနေခဲ့ပါတယ်။ ဒီချိန်မှာပဲသူ့မျက်လုံးတွေကတထက်တိုက်မှာနေပြီးခြံဝင်းကိုတပြက်စီးလဲနေတဲ့စိန်တိကိုမြင်သွားခဲ့ပါတည်းကဲဒီတထက်တိုက်ရကောင်မလေးကိုသင်ငန်းစာပေးရအောင်ယရီကအာလူကျော်အခွန်ထုတ်တွေယူပြီးတတိယတက်ကနေအောက်ကိုပြစ်ချလိုက်ပါတယ်အဲဒီမိုက်တွေကစိန်တိရဲ့ခြံဝင်းလေးကိုတက်တက်ကြာသွားပါတော့တယ်ဒါကြောင့်စိန်တိကထက်ခါထက်ခါတပြက်စီးလဲနေရပါတည်းဘာလို့အမိုက်တွေအောက်ကိုပြစ်ချတာလဲငါထက်ခါထက်ခါတပြက်စီးလဲနေရတယ်လေအော်တငယ်ချင်းငါဘာလို့ရမလဲ အခုတတိယထက်မှလေးရအရန်တိုက်တော့အမိုက်တွေကလိုလိုလွင့်ပြီးအောက်ကိုကျသွားတာနေမာတာလေးထက်မြင့်တဲ့ရခမအိမ်ရှင်ဒီလိုပြဿနာတွေကြုံရမှာမဟုတ်ဘူးစိန်ဒီကယတိတာရီအားလုံးကိုတမင်လုံနေရမှန်းတည်သွားပေမဲ့ဘာမှမပြောဘဲသူ့အိမ်လေးကိုတန်းဝင်သွားပါတော့တယ်ယနေ့ငယ်ကြမှာတော့စိန်တီတို့တမီရောက်ခမနဲ့ယတိတို့တမီရောက်ခမနဲ့အောင်အိမ်ရှိမှာရင်းနေကြရင်စိန်တီကပြောလိုက်ပါတယ်ယတိဥတုကအရန်ကောင်းတာပဲဒါပေမဲ့အောက်ဖက်မှာတော့လေးအေးကတိတ်မခံစားရအောင်ဖြစ်နေတယ်နော်မေး ကိစ္စမရှိပါဘူးချေမအခုဘုရားသခင်ကငါတို့ပတ်စံပေးရင်ငါတို့လည်းနှစ်ထပ်အဆောက်အုံစောင့်မယ်ပြီးရင်ဒီလိုရာသီဥတုမျိုးမှာအမြဲတမ်းခေါမိုးထက်မှာနေမယ်အမေစင်းရတဲ့လူတချို့ကဒီလေအေးဦးတောင်ကောင်းကောင်းမခံစားနိုင်ကြဘူးအားလုံးရဲ့အိမ်ကကျမတို့လေးထပ်တိုက်လို့ဖြစ်နေကောင်းမှာပဲဟုတ်တယ်ငါတို့ကရောအောက်မှာဘာလုပ်နေရလဲသူတို့အိမ်ကသာတထပ်တိုက်ဆိုပေမဲ့ငါတို့ကလေးထပ်တိုက်လေကဲလားအပေါ်ထပ်တက်ကြရအောင်ချမ်းသာတဲ့ချွေးမကသူ့ရောက်ခမနဲ့အတူ ်စိန်တီနဲ့သူ့တနာစရာကောင်းတဲ့ရောက်ခမဒေါ်ယူကိုနောက်ပြောင်ပြန်ပါတယ်ဒါပေမဲ့ဒီတခါလေးစိန်တီတို့ကဘာမှမပြောပါဘူးဒီလိုနဲ့အချိန်တချို့ထပ်ပြီးကုံဆုံးသွားပါတော့တယ်နေ့ရက်တွေကြာလာတော့ယဒီအရန်ဂုံယူခဲ့တဲ့လေးတဲ့ရောက်ခမအင်ကြီးဟာတပြေးပြေးနဲ့သူ့အတွက်ဒုက္ခဖြစ်လာခဲ့ပါတယ်ငါရောက်ခမအင်ကလေးထပ်တိုက်တော့ဟုတ်ပါရဲ့ဒါပေမဲ့ငါရောက်ခမအိမ်မအိမ်အခုထားခွင့်မပြုဘူးချွေးမဆိုတိုင်းအိမ်အလုပ်တွေအကောင်လုံးလုပ်ရမယ်လို့မဆိုလို့လေအခုနှစ်ထပ်ပဲတပြက်စီလဲရသေးတယ် ကျန်တဲ့နှစ်ထက်ကကျန်တိုက်ရအောင်မယ်။ယဒီကမနေ့9နိုင်ကလေးကတပြက်စီလဲတာကိုစလုပ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်နေ့လယ်12နာရီရှိနေပြီဖြစ်ပြီးတနားစီကကောင်းတဲ့ကောင်းမလေးကတပြက်စီလဲနေတော့ပါပဲ။နောက်ဆုံးမှာတော့ယဒီဟာ၄တက်လုံးကိုတပြက်စီလဲပြီးထိုင်နေခဲ့ပါတည်း။ဒါပါဖြစ်တာလဲရှက်တီ။နင်ထိုင်နေတာတနိုင်နီးပါရှိနေပြီ။နင်ခုချိန်ထိတပြက်စီပဲလဲရသေးရလား။ကျန်းပြုံမြင်မြန်တိုက်အောင်။အိမ်နီးချင်းတွေမှာတော့အိမ်လုတ်တွေပြီးတော့မယ်။ကျန်းတိုက်ဖို့ကလိုအပ်လို့လား။ ဘသူကအိမ်ကိုလာကြည့်မှမလို့လဲအမေရဲ့မနှက်ပြတ်မှကြမ်းတိုက်လို့မရဘူးလားနင်ကငငယ်ရွယ်ရွယ်နဲ့တလောက်ပြင်းနေတာအသက်ကြီးဘာဖြစ်မလဲမသိဘူးနင်ကြမ်းမတိုက်နိုင်ငါတိုက်ပေးမယ်ရောက်ခမစကားကြောင့်ယတိကစိတ်ဆိုးပြီးလေးတန်လုံးကိုကြမ်းတိုက်လိုက်ပါတယ်တချိန်တည်းမှာပဲတထက်တိုက်မှနေတဲ့စိန်တီကသူ့အိမ်အလုပ်တွေကိုတက်တောင့်တက်တာလုပ်နေခဲ့ပါတယ်ချွေးမရေတမီးအခုနောက်တော့ကပဲတပြက်စီလဲနေတာတမီးတပြက်စီလဲတာကြမ်းတိုက်တာအရင်မြန်တာပဲအခုအဝတ်တွေတောင်ရှော့နေပြီပေါ့အမေ ဒါကျမတို့တထက်တိုက်ရဲ့အားသာချက်ပဲအိမ်သက်ရှင်အားလုံးမြင့်မြန်ပြီးတယ်တိတ်ပင်ပင်ပန်ပန်လှုပ်เสียမလို့လေအိုးကေပေါင်းအမေရဲ့အမလေးငါခါဒီလက်စစ်မီးလက်အခုမှပြရတယ်လို့အဝတ်တွေအားလုံးလက်နဲ့လျှော်ရတော့မယ်ဒီအဝတ်တွေအများကြီးနဲ့စတုဒ္ဓထက်ကိုဘလို့တက်ရမလဲอืมငါဒီလိုလုပ်မယ်ခြံဝင်းထဲမှာပဲလှမ်းလိုက်တော့မယ်စရုထထက်ကိုတက်ရမှာကြောက်လို့ယဒီကအဝတ်တွေအလုံးကိုခြံဝင်းတိမ်ပါပြီးလှမ်းလိုက်ပါတော့တယ်။သူ့ရောက်ခမကဂျာကိုမြင်ပြီးတော့ ။ချွေးမပါလို့ချံဝင်းထဲမှာအဝတ်လန်းလာလေ။ငါတလောက်ကြီးတဲ့ခါမိုးပြင်ဆောက်ထားတာကိုခါမိုးထက်သွားပြီးအဝတ်လန်း။ကျမရမ်းပင်မနေပြီ။အခုစတုထားထက်ကိုတက်ဖို့အားမရှိတော့ဘူး။ချံဝင်းထဲမှာအဝတ်တွေလှမ်းရင်ဘာဖြစ်လို့လဲအမေရဲ့။နေကအိမ်နီးနားချင်းတွေအားလုံးရှိမှာငါ့ကိုအရှက်ရစေချင်တာလားဟင်။ငါပြောတဲ့တိုင်းလုပ်။အခုချက်ချင်းခါမိုးထက်ကိုသွား။ယရီကအဝတ်တွေအားလုံးကိုစုပြီးစရုံချချက်ကိုတက်ပြီးတော့အဝတ်လှမ်းနေတော့သူ့မျက်လုံးတွေကသူ့ခြံဝန်းထဲမှာထိုင်ပြီးအဝတ်လျှော်ပြီးသားတွေကိုတက်တောင့်တက်တာလှမ်းနေတယ် စိန်တီစီကို ရောက်သွားခဲ့ပါတည်းစိန်တီကအရန်ကန်ကောင်းတာပဲဘယ်အလုပ်တွက်မှအပေါ်အောင်အတက်စင်လှုပ်เสียမလို့သူအရာအားလုံးတက်တောင့်တက်တာလုပ်နိုင်တယ်ငါမှတော့အဝတ်လမ်းဖို့စတုဒ္ဓထက်ကိုအခုမှရောက်တာပြီးရင်ညနေကျအဝတ်သိမ်းဖို့လာရအောင်မယ်ယရီကသူ့လေးတဲ့ရောက်ခမအင်းကအလုပ်တွေကြောင်းအရန်ဒုက္ခရောက်နေရပါတယ်ဟာငါအာသွင်းကျို့ဓာတရထက်မှမိခဲ့တာပဲငါအဲ့ဒါပထမထက်မှရှာနေတာအိုဖျားရေး ငါဘလောက်တောင်အပေါ်အောင်အစင်တက်လောက်ရအောင်မလဲယတိကအသင်းကျုံးနေတူတတိယတက်ကနေဆင်းလာတော့ဒုတိယတက်မှာထိုင်နေတဲ့ယတိရဲ့ရောင်းမတာယာကပြောလိုက်ပါတယ်အမကျမကျောင်းလွန်အေကစတုတ်ထထက်မှာရှိလိမ့်မယ်ယူလာပေးပါလားနင်ကိုရန်သွားယူလို့ရတယ်မလားငါအိမ်မှာတခြားလောက်တွေလောက်ရအောင်မယ်အမကျမခြေသေးနေစိုးနေရအခုလေကားတန့်တခုခုပြက်စီးသွားမှာစိုးလို့နောက်နေ့ကျရင်သူ့ခြေသေးနေပလင်ပြအောင်လောက်ပြအောင်မယ်ဒီနေ့ကုန်ထိုင်ပြီးခြေသေးနေပဲစိုးနေတာ ဘာအိမ်အလုံးမကူမလောက်ဘူးသူ့အိမ်အလုံးတွေနဲ့ပင်ပန်းနေတော့တခါတည်းရန်ယတိရဲ့ရောက်ခမကသူ့ကိုစရုပ်ချတဲ့ကိုအစားတောက်လာပူခိုင်းပါသေးတယ်။ဒါမှမဟုတ်တတိယတက်ကိုလာပူခိုင်းပါတယ်။အစားတောက်တွေရောက်ခမစီရောက်လာတဲ့အခါမှာအကုန်လုံးအေးကုန်မိတယ်ကွယ်။ဟဲ့ငါအခုအေးသွားတဲ့ပူရီကိုစားရမလား။အမေရဲ့မိဖို့ကြောင့်ပထမထက်မှာအဲ့ဒီကနေစတုထတ်ထက်ကိုအစားတောက်ရှူလိုက်ရင်တေချာပေါက်အေးမှာပဲလေ။ဘာလို့အမေကအောက်ဆင်းမင်းမစားတာလဲ။ အပေါ်ထက်ကလေသာဆောင်ရလေရအရန်အီတော့အောက်ဆင်းချင်စိတ်မရှိဘူး။သွားပြီးတော့ပူရီကိုထက်လှုပ်ပြီးတော့ဒီတစ်ခါပူပူလေးသွားယူလာခဲ့။ယရီကပထမတက်ကိုပြန်သွားပြီးပူရီလှုပ်နေတော့သူ့မိဘကြောင့်ပြတင်းပေါက်ကနေစင်တီရဲ့မိသားစုကိုမြင်လိုက်ပါတယ်။စင်တီမိသားစုတစုလုံးခြံဝင်းထဲမှာဒူးထိုင်ပြီးအစားအသောက်တွေစားနေကြပါတည်းဒီတုံးထဲမှာစင်တီကခြံဝင်းထဲမှာထိုင်ပြီးမိဘဘမအားလုံးအတွက်စားတော့တွေကိုချက်ပြုတ်ပေးနေခဲ့ပါတယ်။စင်ဒီကအရင်အလုပ်တွေလုပ်ပြီးတနေ့ကောင်နားနေနိုင်ပေမဲ့ ယတိရဲ့တဏီကုံကတော့အင်အလုတ်ဒင်းနဲ့ပဲကုံဆုံးနေရရှာပါတည်းဒီနေ့ငါတို့ရက်ွက်မှာမီးထွန်းပွဲရှိတယ်ညနေ6နာရီမှာသွားဖို့အသင့်ပြင်ထားတရက်ွက်လုံးကမီးထွန်းပွဲနဲ့လှုပ်ရှုပ်နေတော့ယတိကသူ့လေးတဲ့အင်ကြီးမှာအင်အလုတ်ဒင်းနဲ့လှုပ်ရှုပ်နေခဲ့ပါတယ်ည7နာရီလောက်မှာယတိကစုတ်တီးစုတ်ပြက်နဲ့မီးထွန်းပွဲကိုရောက်လာခဲ့ပါတယ်ဟေးယတိဘာဖြစ်တာလဲနင်နေမကောင်းလားဘာဖြစ်တာလဲပြောလို့ စိန်သီးကမီးတော့ယဒီကသူ့ကိုရာအလုံးပြိုးပြခဲ့ပါတည်းအဲ့ဒါကြောင့်ဘေးရကိုးမှဘတော်မှမနာမထားသင့်ဘူးလို့ပြောကြတာပေါ့ကြည့်ပါဦးခုတော့နင်ဒုက္ခရောက်နေပြီနင်ပြောတာမှန်ပေမဲ့အခုငါဘာလုပ်ရမလဲငါအရင်စိတ်ပူနေတယ်အိမ်ကနေတောင်ထွက်သွားလို့မရဘူးနောက်နေ့ရစပြီးနင်ရောက်ခမအိမ်မှာဒါရီအားလုံးလှုပ်เสียမလို့တော့ဘူးငါမှအကြံကောင်းတစ်ခုရှိတယ်စိန်ဒီကယတိကိုတစ်ခုခုပြောလိုက်တော့သူ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာခဲ့ပါတယ် နောက်နေ့မှလူတိုင်းမနဲ့စားစားနေတော့အမေအမေကပထမထက်မှနေတာကျမနဲ့မျိုးသူအခမ်းကဒုတိယထက်မှဒါရအစတင်တာကြောင့်အပြစ်မှာပဲနေတာလေအဲ့ဒါကြောင့်ကျမစဉ်းစားနေတာတတိယထက်နဲ့စတုတ္ထထက်ကိုဘာလို့အငားမချတာလဲဒါကျမတို့အမျက်ရစီမှာလေအဲ့ဒီအငားရတဲ့ပတ်စံနဲ့မကြခင်အိမ်တလုံးထပ်ပြီးတော့စောင့်နိုင်လိမ့်မယ်ကြည့်ပါဦးအမေကျွန်တော်ဇနီးကဘလောက်ညံကောင်းလဲဆိုတာကျွန်တော်တို့ဘယ်တော့မှဒါကိုမစဉ်းစားမိခဲ့ဘူးဟုတ်တယ်ချွေးမပြောတာမှန်တယ် ဖျားသခင်ကငါတို့စီကိုမကြခင်အိမ်တလုံးထပ်ဖြည့်ပေးလိမ့်မယ်။အဲ့ဒီအခါရက်ွက်ထဲမှာငါတို့အရန်ချီးကျူးခံရလိမ့်မယ်။ယရီရဲ့စကားကိုကြားပြီးဒွန်တင်ကတတရားတန်းနဲ့စရုပ်ထထက်ကိုအမြန်ဆုံးအငားချလိုက်ပါတော့တယ်။ဒါကြောင့်ယရီကတော့အခုနှစ်ထပ်ကိုပဲအိမ်အလုပ်တွေလုပ်ရပါတော့တယ်။ယရီကစင်သီးရဲ့ဒီကြံကြံကိုအရန်ကျဉ်နဲ့နေတော့တာပေါ့။ဒီလိုနဲ့ယတိနဲ့စင်သီးကြားကဆက်ဆံရေးလိမ့်အဆင်ပြေသွားပါတော့တယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။